အလုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာဖေးမြင့်ရည်တာထားတယ်မဖြစ်နိုင်ဘူးဆိုတာသိချပြီလားဆိုရင်စာအုပ်ထဲက John Harrow Johnson ဆိုတဲ့ကောင်းစင်လေးကိုဖတ်ပြပေးချင်ပါတယ်ရှင် John Harrow Johnson John Harrow Johnson ဒီလူမဲဆင်းရဲသားလေးဘဝမှာ American ပုံနှိပ်ထုတ်ဝေရေးလောကကြီးထိပ်သီးပုံကိုတူဘဝရောက်ရှိခဲ့သူဖြစ်သည် လူမဲများကြွအကြီးကဦးတီထဝေသည်သူဤနီဂရိုဂျိုင်ဂျာအဗနီဂျက်ဘလက်စတာစာတီမဂ္ဂဇင်းစာဆောင်များသည်အမေရိကန်ပြည်၌အကြီးကျယ်ရေးပန်းစာခဲ့သည် အသက်30ကျော်စာ1950ခုနှစ်မှပင်သူသည်အမေရိကန်ပြည်၏အထူးခြားအထင်ရှားဆုံးလူငယ်ဆယ်ဦးစာရင်းဝင်ဖြစ်ခဲ့သည်နောက်ပိုင်း၌စာအုပ်ထုတ်ဝေရေးလုပ်ငန်းသားမကအာမခံလုပ်ငန်း ဘန်းလုပ်ငန်းရေဒီယိုအသံလွင့်လုပ်ငန်းများတွင်ပါ အောင်မြင်ခဲ့သည်ဖြစ်ရမယ်လို့ဆွေဆွေမြဲမြဲယုံကြည်မယ်ကိုရွေးချယ်ထားတဲ့ပွဲကိုကိုဝင်ပြိုင်ဖို့ဇွဲနေပဲလဲရှိမယ်ဆိုရင်အောင်ပွဲဆိုတာပြည်မလို့ပါဘူးဒါမင်းတကယ်စူးစမ်းရလားဟုတ်ကဲ့မင်းတကယ်တရားစူးစမ်းတာအမှန်နော်ဟုတ်ပါတယ်ဒါဆိုမပူနဲ့တာ မင်းတကယ်ကြိုးစားနေတာမှန်ရင် မအောင်မြင်စရာမရှိဘူးအောင်မြင်လိမ့်မယ်မကြိုးစားတော့ဘူးဆိုမှသာတကယ်ရှုံးသွားတာဒါမင်းတကယ်ကြိုးစားရဲ့လားကျွန်တော်ကောင်းနေမှာချင်းချင်းရှားရှားရှိနေသည့်အစောဆုံးမှတ်မိသည့်အရာတစ်ခုကအမေနဲ့ကျွန်တော်ပြီးကြခြင်းဖြစ်သည်ကျွန်တော်တို့ပြီးပဝင်ခြင်းမှာရှိကြသည့်တက်ရှိတတော်အမှန်တမယောက်ျားမိန်းမကလေးခွေးကြောင်များပါမကြမ်း အလုံးပြင်းနေကြသည်အဲ့ဒီတုန်းက1928ခုနှစ်ကျွန်တော်အသက်9နှစ်သားကျွန်တော်တို့အလုံးကျွန်တော်တို့မျိုးအထက်မှာ စီမုံရွှင်ရှင်နေသည်ဆေးပေါင်းယူကြီးစီတို့ပြင်းနေကြခြင်းဖြစ်သည်ကျွန်တော်တို့မျိုးဆိုသည်မှာ American ပြည်တောင်ပိုင်း Arkansas ပြည်နယ်ရှိ Arkansas City မြို့ Mississippi မြေအချက်ပိုင်းကတခြားဆယ်ကြီးတစ်ခုကြိုးကညရီရီဒရဂျန်တိုးလာသည်ဖြင့် ျွန်တော်တို့အသက်လူပြေးကြရခြင်းဖြစ်သည်ရေကကျွန်တော်တို့နောက်မှာတဟုန်ထိုးလိုက်လာနေပြီအမေကျွန်တော်ကိုလက်မောင်းပြုတ်ထမတက်တင်းတင်းကြီးဆုပ်ဆွဲထားတယ်ကျွန်တော်တို့လွတ်ကြပါဦးမလားအသေးဦးတုံစရာအဲ့ဒီအခိုက်တန့်ဖို့ကျွန်တော်တို့ကံကြမ္မာကလုံးဝမရှိရအမေရုတ်တရက်အရှိန်တင်က ကုံဆောင်ပေါ်ပြေးတက်သည်ကျွန်တော်ကိုတရဂျန်ဆွဲတင်သည်ရေဆိုးပြီးချောနေသည်ဆဲပေါင်းကုံဆောင်ပေါ် ကတော့ကမျောကြရသည်ကျွန်တော်တို့ကိုလက်ကမ်းသူတွေကကန်ချကမန်းကတန်းလမ်းဆွဲသူတွေကဆွဲချနေနောက်ဆုံးတော့ကျွန်တော်တို့အသက်ပြီးမှလုခဲ့သည်သို့တော့ကျွန်တော်တို့ပိုင်ဆိုင်သမျှအဝတ်ချိန်အင်းရသုံးဆောင်ပစ္စည်းနဲ့စူဆောင်းထားသည့်ငွေလေးတစ်ပဲနှစ်ပြားကအစာနာများမကြံအောင်ပျောက်သွားခဲ့လေသည်ကျွန်တော်တို့ဘဝကိုတုံညမှပြန်စားကြရပြီအမေကို6892ခုနဲ့ အဂုလာလီယနေမှာမွေသည်နာမည်က Gertrude Jenkins ဒူမဲမာလီ Mississippi မြေယိုတရှောင်းမှာအမေကြီးပြင်ခဲ့သည်ဆင်းရဲမွေတည်သည်မူလရန်ကျောင်းမှာ၃နှစ်လောက်နေပြီးသည်နောက်ကျောင်းထွက်ပြီးလေကွင်းပြင်မှာအလုပ်ဝင်လုပ်ရသည်ဆင်းရဲတော်လည်းအမေစိတ်တမပြတ်သူ့မှာမျောလင့်ချက်တွေအများရှိသည် သူကိုကြည်လိုက်ရင်အမြင်ရွှင်ရွှင်ပြပြအသက်ငယ်ငယ်ရွယ်ရွယ်မှာပင် အာကင်ဆော့စီးတီးသို့အမိန်ရွှေ့ပြောင်းလာခဲ့သည်မြို့မှအိမ်စင်းလုံလုံသည် သို့တော်ဒီအလုံမှာတိတ်မြုပ်ညှုံငယ်မနေရက်ွက်ရှိဘာသာရေးနှင့်တာရင်းနိုင်အသင်ဖွဲ့များတွင်တက်တက်ကြွကြွပါဝင်လှူရှားသည်တီတော်ရက်ွက်မှာအမိန်လူတီများသည် မစ္စကမစ္စကနဲ့လူတကာခေါ်ကြပြောကြနှုတ်ဆက်ကြသည် အမေကအရက်တော်ပူပြက်ပြက်သို့တော်တော်လက်ထမြက်တော်အမူအရာအပြည့်ရှိသည် လူတွေလည်းအပတရားပြုံးပြတတ်သည်ပြီးတော့အမိမှတမဏိလိုကြံ့ခိုင်မကြောသည့်စိတ်တန်ရှိသည်အမိလမ်းလျှောက်ရင်မမှန်လျှောက်သည်ကောင်းကိုထောင်ထားသည်အရှက်အမောင်းရောအည်သေးပါမနှိမ်ချသည်မိမတယောက်၏အသွင်ပြင်းမြူအမိဘဝမှာဒုက္ခတွေခံစားခဲ့ရပူပြီးစိတ်ပြက်အားငယ်စရာစိုးရိမ်ထိတ်လန့်စရာတွေကြုံခဲ့ရပူပြီးအဲ့ဒီဟာတွေကြမှာ အမိတ်သည်ရင့်ကျက်ပြေဝသူတို့အဖြစ်ထောက်မြောက်လာခဲ့သည်မျိုးစုံနေသူဂျုံခဲ့ပြီးပြီသူအတွက်အနာဂတ်မှာကြောက်ရွံ့စရာမရှိတော့အဖေကခင်မင်းဖော်ရီတက်သူတို့ဖြစ်သည်သို့တော့လူကြီးမှာကြာရှည်မနေခင်ရကျွန်တော်6နှစ်သားအရွယ်မှာပင်တစ္ဆတ်မှာမတော်တဆထိခိုက်မှုတစ်ခုဖြစ်ပြီး ကွယ်လွန်သွားခဲ့သည်အဖေဆုံးပြီးသည့်နောက်တစ်နှစ်အကြာမှာအမေနောက်အိမ်ချောင်ပြူခဲ့သည် ထရင်းနာမည်က Jane Trillian သူကမုံဖို့မှာမုံဖို့အလုပ်သမားတစ်ယောက်ဖြစ်သည်ပထရီးတစ်ယောက်အနေနဲ့သူမဆိုပါကျွန်တော်နဲ့တခါမှကတောက်ကစားဖြစ်ခဲ့သည်ဟူ၍မရှိခင်အိမ်မှာအမေဩဇာအကြီးကဖြစ်နေသည်ကလည်းတကြောင်တော့ပါပါလိမ့်မည်အမေကစီကံသမားအမေကစီကံသမားကျွန်တော်ကိုအမြင်တွင်တင်ဆုံးမသည်သူတွင်တင်ဆုံးမမှုကိုစက်မရန်အတွက် ်ကျိန်လုံးကိုအသုံးပြုတတ်သူလည်းဖြစ်သည် ကျွန်တော်ကလူတွေကဘာကြောင့်စိတ်လိမ်မတောက်တလဲမေးလေရှိသည်ကျွန်တော်မတောက်တာက ကျွန်တော်ငယ်ငယ်က10နှစ်သားလောက်တုန်းကအိမ်နောက်ဖက်မှာစိတ်လိမ်တောက်နေတာအမေတွေ့သွားသောကြောင့်ဖြစ်သည်အဲ့ဒီတုန်းက အစောခံခဲ့ရတာကျွန်တော်ဒီကနေ့ထိမမေ့သေးကျွန်တော်တို့မိသားစုမှာပတ်စံမရှိပါသို့တော့ကျွန်တော်တို့မစင်ရင်ဂျာကအလွန်အရေးကြီးသည့်အချက်ဖြစ်သည် ကျွန်တော်ဘယ်တော့မှဆာလာငတ်မွနေတီကိုရေးမရှိခင်စောင်းတွင်းဆိုရင်လည်းအိမ်မှာအနှွေးပေးကြရရှိသည်နှွေးပေါက်လင်လက်လက်ရေခဲပုံးအဟောင်းကြီးကိုတုံးကာအိုင်စခရင်လှုပ်စားသည်တိုးတော့ကလေးဘဝတစ်လျှောက်လုံးကျွန်တော်တောင်းကြနေခဲ့သောအရာတစ်ခုရှိသည်ကျွန်တော်ပတ်ဝန်းကျင်မှာရှိသည်တွင်ချင်းမျက်ရည်တွင်မြစ်သေးပြကြံသောဘဝမျိုးချမ်းအစင်တက်ခြင်းမြမခြင်းသည့်စန္ဒာတိုးတော့ဒီစန္ဒာပြည့်မြောက်ဖို့အရေးမှာ အခက်ခဲအဟန့်ကြားတစ်ခုရှိနေသည်ရှင်ကအာကင်ဆော့စီးတီးမြို့မှာနီဂရိုလူငယ်များအတွက်အထက်တန်းကျောင်းရှိမနေခြင်းပင်ကြီးထို့ကြောင့်1932ခုနှစ်အသက်73နှစ်မှာကျွန်တော်ရှစ်တန်းတက်သည့်အခါ၌ဓာတိပင်ငှအတွက်နောက်ဆုံးအစဉ်ပါကလာငါတီငှရှိကသူများဤသူစင်ရပင်ပန်းသောဘဝနေပါနှုံချသောဘဝ၌ယက်တီခြင်းလေရတော်မှာပါလားဟု၍တွေးတော်ပူပန်စရာဖြစ်ခဲ့သည် ို့တော့ကျွန်တော်အတော်မှာခဲ့သည်ကျွန်တော်အမေဤထက်သန်ပြင်ပြတော့စိန်နဲ့ချက်ကုတ်ချက်ခဲဇွဲနဲ့ပဲနဲ့လှုပ်တတ်သည့်တတိကိုကျွန်တော်မစင်စားမိခဲ့အမေကဘသူမဆိုးကိုတကယ်လိုချင်သောအရာကိုတကယ်ကြိုးစားလုပ်ရင်ရကိုရရမည်ဟု လုံးဝစိတ်ချယုံကြည်သူမျိုးဖြစ်သည်အာကင်ဆော့စီတီမှာလူမဲလေးတွေအတွက်အထက်တန်းကျောင်းကောင်းကောင်းမရှိဘူးဆိုရင်လည်းကိစ္စမရှိရှီကာဂိုမှာကျောင်းကောင်းကောင်းတွေအများကြီးရှိသည် အလားတူမြောက်ပိုင်းရှိအခြားမြို့ကြီးများမှလည်းရှိသည်ဒီလိုအခွင့်အလမ်းတွေရှိသဖြင့်လည်းမြောက်ပိုင်းကိုလူမဲတွေတန်းချီရွှေ့ပြောင်းနေကြသည်မဟုတ်ပါလားကျွန်တော်တို့လည်းသွားချင်တယ်လွလွလပ်လပ်သွားခွင့်ရှိသည်တခုပဲရှိသည်ခရီးစရိတ်ရှီကာဂိုကအတော်ဝေးသည်ယထာခလည်းမနေကျွန်တော်တို့အတွက်အတော်ကိုများတော်ငွေအမေအိမ်မက်ကသူ့သားလေးကျွန်တော်ကိုမြို့ကြီးပြကြီးစီသို့ခေါ်သွားမည် ထိုက်ထိုက်တန်တန်ပညာသင်ကြားပေးမည်။တနည်းသောအခါ၌အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာစေရမည်ဟူ၍ဖြစ်သည်။ကြိုတင်မမြင်ရသည့်အနာဂတ်တစ်ခုကိုအဲ့ဒါလောက်မှန်းမြော်ရင်ယုံကြည်ရသည့်စိတ်ကတော်ယုံလူမျိုးများမှရှိနိုင်လိမ့်မည်မဟုတ်။1932ခုနှစ်စွန်လမြောက်ပိုင်းသို့သွားရန်ငွေကြေးအလုံးလောက်စုဆောင်းမိခြင်းမရှိသေးမီမှာပင်အလေရန်ပညာကျွန်တော်ပြီးစီးသွားခဲ့သည်။သို့သောဒီအတွက်အမေစိတ်ပြည့်အာမငယ်ပါ။ နှစတိုးကဝင်ဝင်ရှာသည်ဆယ်မြောင်းလုတ်သားစခန်းများမှာထမင်းချက်သည်အဝှျော်သည်မိဘူးထိုးသည် အချားရရအလုံးမှန်သည်။ကိုလည်းဝင်လုတ်သည်အဲ့ဒီနှစ်တနွေလုံးအမေအကြီးကျယ်အလုံးစောကန်နေသည် အလုံးအလုံးအလုံးအမေအဲ့ဒါလောက်လုံနေပြီဆိုတော့အမေနဲ့ဆက်ဆက်တော့ကျွန်တော်လည်းပါရသည်ပေါ့လူ90လောက်အတွက်ချက်ပြုတ်လျှော့ဖွေသည့်အလုပ်တွေနဲ့အမေတယောက်တည်းဘလို့မှမနိုင်နေသည့်အခါ ကျွန်တော်လဲနိုင်သမျှဝင်ကူရသည်သို့သောတဖြည်းဖြည်းနှွေရက်တွေသာကုန်လာသည်အချိန်ဤကမကောင်းចောင်းဖွင့်ခြင်းအမီရှီကာဂိုသွားဖို့ခရီးစဉ်ပြင်မြင်မဖြစ်နိုင်တော့ဆိုတာတဖြည်းဖြည်းထင်ရှားလာသည်ကျွန်တော်တို့အိမ်မက်ပြတ်တော်မလောက်ဖြစ်လာသည်အဲ့ဒီအချိန်တွင်အမေထမအာအာတင်စရာစကားတခုကျွန်တော်ကြားရသည်ရှီကာဂိုသွားဖို့ခရီးစဉ်ပြည်တဲ့အချိန်ငါသားရှစ်တန်းမှာပဲဆက်နေရမယ်ဟူသောစကား အမေကကျွန်တော်ကိုလမ်းကြုံလမ်းကြားလျှောက်သွားမှာကိုမလိုလားအနေစားအကြံစားအလုံများလည်းလုံးဝမလုပ်စေချင်အဲ့ဒီတော့သူမလိုလားတာကိုရှောက်ခြင်းဖို့အမေရွေးချယ်လိုက်သည့်နီလန်က ရှစ်တန်းကိုပြန်တက် လိုအပ်လျင်အချိန်ချင်းချက်တက် လူတွေက ကျွန်တော်တို့ကိုရဲကြသည်ဘာမှဖြစ်လာကြမရှိတဲ့ကောင်းလေးတွင်ဒီလောက်တောင်အသေးချင်းရှောက်လုံနေရသလားမင်းယူနေပြီလားစသဖြင့်အင်းနီနာချင်းများက အမေကိုပြစ်တင်ပြောဆိုကြသည် အမေခင်ပွန်းကလည်းအမေလောက်တာဟုတ်မဟုတ်သေးရဲ့လားတန်တရားရှိလာပြီအမေကတော့ဘာမှဖြေရှင်းချက်ပေးမနေအလုတ်ကိုပဲဖီလုတ်သည်အိမ်မက်ကိုစမတ်သည်ပတ်စံဆက်စုသည်ချိန်ရမယ်လို့ဆွဆွမြဲမြဲယုံကြည်မယ်ကိုရွေးချယ်ထားတဲ့ပွဲကိုကိုဝင်ပြိုင်ဖို့ဇွဲနှပဲလဲရှိမယ်ဆိုရင်အောင်ပွဲဆိုတာပြေးမလုပ်ဘူးဟူ၍အမေဆိုခဲ့သည် တနေ့ကြောင်မြကြအောင်အမေသူ့အလုတ်ကိုသူ့ ဂျင်းရိုင်တွေ့ဝေးခြင်းကင်းစွာဆက်လုပ်ခဲ့သည်1933ခုနှစ်ဇူလိုင်လမှာအမေချွေတီချွေပေါကြအောင်ရှာခဲ့သည့်နောက်ဆုံးဒေါ်လာငွေစာအနေငယ်ကိုဖြည့်ဆည်းပြီးသည့်နောက်၌ကျွန်တော်တို့လုံငွေပြေးသွားခဲ့သည်ကျွန်တော်တို့တို့လူမြောက်ရေးလမ်းစာရှိရာမြောက်ပိုင်းဒေသရှိသူအမေမျက်နှာမူလေးပြီကျွန်တော်တို့အာကင်ဆောမှာတကယ်ထွက်ကြတော့မယ်ဆိုတော့ပထွေးဖြစ်သူကစိုးရိမ်တကြီး တားဆီးဖို့ကြိုးစားရှာပါသည် ုံမှာကျွန်တော်တို့အကြီးအကျယ်ဒုက္ခရောက်နေပြီအလွန်အေးမြသောရှီကာဂိုဆောင်းကာလာမှာ အလုံးလက်မဲ့ဒုက္ခတွေစကမ်းများနိုင်တန်းစီကအေးခဲပြီးတည်ဆုံသွားနိုင်သည်စသဖြင့်ပူပန်စကားတွေဆိုသည်ဆင်စစ်အမေအဖိုလေသူမခင်ပွန်းကိုခွဲခွာရသည်မှာအင်မတန်မှရဲဝံစွန်စားရသော အလုံးဖြစ်သည်ဟုကျွန်တော်မြင်သည် အမေသူ့ကိုဘလောက်ချစ်ခင်တွေ့တာတယ်ဆိုတာကိုကျွန်တော်အသိဖြစ်ပါသည် တုံတော့ယခုတော့သူချစ်တော်သူကိုခြာရီကသစိမ့်တယံဆံမြို့ပြတစ်ခုစီသူကျွန်တော်နဲ့ထွက်ခွာပါတော့မည်အမေရှင်မညီမနာကျင်နေလိမ့်မည်မသိတုံတော့ယထာပေါ်တစ်ချိန်၌အမေကတုံဆိုင်ခြင်းမရှိခဲ့အမေသည် သူခင်ပွန်းအားချစ်ခဲ့ပါ၏တုံတော့ကျွန်တော်ပညာရေးနဲ့ကျွန်တော်ဘဝတုံမြောက်ရေးကိုပို၍ချစ်ခဲ့သည်ဟုဆိုရပေမည်ထွက်ခွာတော့မည်အချိန်ကျွန်တော်ကတော့ စိုးရိမ်မှုညှော်လင့်မှုများဖြင့်အကြီးအကျယ်ဆေးလှုပ်ရှားလျက်ရှိခဲ့သည်ကျွန်တော်အသက်15နှစ်ရှိပြီကျွန်တော်ဘဝရခင်ကနေလုံးဝခြားနားသွားတော်မူရှီကာဂိုမှာအမေအိမ်စီအလုပ်ပင်လုပ်ရသည်အမေခင်ပွန်းကနောက်တစ်နှစ်ခန့်အကြာမှာကျွန်တော်တို့ထံလိုက်လာသည်ကျွန်တော်ရှီကာဂိုမှာအထက်တန်းဆင်တက်ရသည်အခြေခံပညာဆင်မြင့်ကြံကိုဂုံထူးတွေနဲ့အောင်သည်1942ခုနှစ်အသက်24နှစ်မှာ ကျွန်တော်ကိုပိုင်မဂ္ဂဇင်းတစ်ခု ထုတ်ဝေရန်စိတ်ကူးတစ်ခုစာရသည် Nigro Digest ဒီစိတ်ကူးကိုအကောင့်ချေဖို့ရန်စူးစမ်းသည့်အခါမှာကျွန်တော်အခက်အခဲကြီးတစ်ခုရင်ဆိုင်ရသည်ငွေကိစ္စစာအုပ်လပေးမှယူရန်အလားအလာရှိသည့်ပုဂ္ဂိုလ်များချမ်းဆက်သွယ်စာများပေးပို့ရန်အတွက်တစ်စိတ်ကောင်းဖို့ဒေါ်လာ900များကျွန်တော်လိုနေသည်ငွေချင်းမီကုမ္ပဏီတစ်ခုတော့ရှိသည်သို့တော့တင်းတင်းသောအာမခံပစ္စည်းပြနိုင်မှရမည် အဲ့ဒီတော့အမေစီပဲကျွန်တော်ကြည်ရသည် အမေမှာအိမ်ချောင်းပရိပုတ်ကအစ်တချို့ဝယ်ထားတာရှိသည်ဂျာရီဝယ်ရာမှာကျွန်တော်အကူကြီးလဲအတန်အသင့်ပါခဲ့သည်ဒေါ်လာ900ဂျီယန်အတွက်ပရိပုတ်ကရီအာမခန်ချပေးဖို့ပြောသည်ခါအမေကြွေသွားသည် ကျွန်တော်တသက်မှာအမေငိုင်သွားတာပထမဆုံးကြုံပူခြင်းဖြစ်သည်ဒီပရိပုတ်ကရီဝယ်နိုင်ဖို့သူမနှစ်ရှည်လာများစူးစမ်းဆူဆောင်းခဲ့ရသည် ဒါရင်အလွယ်တကူဆုံးရှုံးသွားမှာသူမလိုလားကျွန်တော်အမိကိုကြောက်ပန်တိုးရှိုးသည်အမျိုးမျိုးပြောဆိုပူဆာသည်နောက်ဆုံးတော့အမိကငါဒီကိစ္စကိုဖျားသခင်စီတင်ပြချင်မယ်ဟုဆိုလိုက်သည်နောက်တစ်ပတ်ခန့်မြာကျွန်တော်အမိခြံနေတိုင်းသွားသည်ဖျားသခင်ကဘလို့မိန်တော်မူတယ်လဲမေးသည်ဘာမှမသိရသေးဘူးငါဆူတောင်းတော့မယ်ဟုဆိုသည်သူနှင့်ကျွန်တော်ပါအမေနဲ့အတူဖယားရှိခိုးသည် ဘုရားသခင်ထံဆုတောင်းသည်ဒီနေ့မှာတော့အမေကပြောသည်ဘုရားသခင်ကအမေကိုလုပေးလိုက်လို့ပြောပြီးခြင်းနဲ့တဲ့1943တွင်နီဂရိုဒိုင်ဂျက်စ်အောင်မြင်သွားခဲ့သည်ကျွန်တော်နှစ်ပေါင်းများစွာစိတ်ကူးယဉ်လာခဲ့သည် အိမ်မက်တစ်ခုအကောင့်ထဲပေါ်နိုင်တော်မူအမေထံကျွန်တော်သွားက အမေဒီနေ့ကစားပြီးအလုပ်လုပ်စရာမလိုတော့ဘူးဟူ၍ပြောလိုက်သည်ဒီစကားပြောလိုက်ရသဖြင့်ကျွန်တော်ယဉ်ထဲမှာပေါ်သွားရှင်သွားသည် အရာမကိစ္စကြီးတခု အောင်မြင်ပြီးမြောက်သွားတယ်လို့ခံစားလိုက်ရသည်ဒီမတိုင်ခင်ရရောဒီနောက်ပိုင်းမှာပါတခြားအလိုစိတ်ပေါ်ပါချမ်းသာသွားတာမျိုးကျွန်တော်ခံစားဖူးသည် ဟုမထင်1968ခုနှစ်မှာဒီအမေကွလန်တီနေသည်59နှစ်တိုင်တိုင်အမေနဲ့ကျွန်တော်နေ့စဉ်နီးပါးလောက်တွေ့ပြစကားပြောဖြစ်ကြသည်ကျွန်တော်ရုရှားပဲရောက်ရောက်အာဖရိကမှာပဲဖြစ်ဖြစ်ပြင်သစ်မှာပဲရှိရှိ ဘယ်ရက်ဘယ်ဒီသားရောက်နေသည်ဖြစ်စေအမေကိုတော့တနေ့တစ်ချိန်ဖြစ်အောင်ကျွန်တော်ဖုန်းဆက်သည်တစ်ချိန်မှာတော့ဟေတီကျွန်းမှာရှိစဉ်အမေချမ်းစကားပြောသည့်အခါဂျင်းနှန်းတိုင်ပေါ်တက်ပြီးလမ်းဆက်ရသည်ကျွန်တော်ကိုကြည့်ပြီးလူတွေရဲကြသည်သို့တော်အမေကတော့တီးပါသည်ကျွန်တော်မှအခက်ခဲအချက်တဲတွေကြုံသည့်အချိန်အမေချမ်းဖုန်းဆက်ရင်းဖြစ်မှာပါတာရင်အောင်မြင်မှာပါဟုအမေကအမြင်အပြေးလေးရှိသည် ထူးထူးခြားခြားတနေ့မှာတော့ကျွန်တော်ကအမေအားအမေကျွန်တော်တော့သွားပြီထင်တယ်ဗျာဟူ၍ပြောမိသည်အဲ့ဒီရက်ပိုင်းကတော့ကျွန်တော်ဘဝတသက်တာတွင်အဆိုးဝါးဆုံးရက်ပိုင်းဟုဆိုရလိမ့်မည်ထင်သည်ဒါမင်းတကယ်စူးစမ်းရဲ့လားဟုအမေကမေးသည် ဟုတ်ကဲ့မေးတကယ်တည်တည်ခြားခြားစူးစမ်းတာအမှန်နော်ဟုတ်ပါတယ်ဒါဆိုမပူနဲ့တာမင်းတကယ်စူးစမ်းနေတာမှန်ရင်မအောင်မြင်စရာမရှိဘူး အောင်မြင်လိမ့်မယ်မကြိုးစားတော့ဘူးဆိုမှသာတကယ်ရှုံးသွားတာအမေအဲ့ဒါလိုစကားပြတ်အောင်ပြောခဲ့သည်အမေကရုပ်ပိုင်းရောစိတ်ပိုင်းမှာပြတ်သားခိုင်မာသောအမျိုးသမီးတစ်ယောက်ဖြစ်သည်ကျွန်တော်ဘဝမှာအမေထံကစိတ်တက်ခွန်အားရမရသောနေ့ဒီနေ့မှမရှိခဲ့ပါ ဟုတ်ကဲ့ကျွန်မခုဖပြပေးသွားတာကတော့ဆရာဖေမြင့်ရဲ့မဖြစ်နိုင်ဘူးဆိုတာသိချပြီလားဆိုတဲ့စာအုပ်ထဲက John Haru Johnson ဆိုတဲ့ကောင်းစဉ်လေးကိုဖတ်ပြပေးသွားတာပဲဖြစ်ပါရဲ့ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။